သွေးလေးဗက်နာကြောင့်လေးပြောပြမယ်เนาะအဲ့တော့သွေးလေးဗက်နာဆိုတာသူကအော်တိုအီမျိုးရောဂါပဲเนาะခန္ဓာကိုယ်ထဲမှာကုခံစနစ်ဆိုတာရှည်ထားပြီးသားဒါပေမဲ့အဲဒီကုခံစနစ်ကကပြောင်းကပြောင်းဖြစ်တာအဲ့တော့သူကဘယ်လိုလဲဆိုတော့ဒီ genetic အရာဟိုဖြစ်ရတဲ့အကြောင်းရယ် genetic အရာသူ့မှာကဒီဒီသွေးလေးဗက်နာဖြစ်မဲ့ gene ကပါလာပြီးသားဒါပေမဲ့တချို့တွေကယောဂမပြောင်း တချို့တွေကကြတော့ဒီ environmental factor လို့ခေါ်တဲ့အချက်တစ်ခုခုကြောင့်မို့လို့တိုက်ဆိုင်သွားတဲ့အခါမှာယောဂတွေကပေါ်လာတယ်အဲ့တော့ဘလို့ဟာမျိုးတွေလဲဆိုတော့ဥပမာဆေးလေတောက်တဲ့သူပေါ့ဆေးလေတောက်တဲ့သူတွေမှာဆိုလို့ရှိရင်အဲ့ငကိုတွေကဒါသူ့မှာဂျင်းပါတယ်ဆိုလို့ရှိရင်အဲ့ဆေးလေတောက်တဲ့သူတွေမှာအဲ့ဒီယောဂါကြွာလာတတ်တယ်အဲ့ဒီခါမှာသွေးလေးပဲနာပေါ်လာတတ်တယ်နောက်ပိုးဝင်တာပေါ့နော် cytomegalovirus တို့ဘာလို့အဲ့လိုမျိုး virus တွေဝင်ရင်တဘာဝကတော့ပိုးဝင်တာနဲ့ကျမတို့ခန္ဓာကိုယ်က antibody ကိုထုတ်လိုက်တယ်တိုက်ဖို့အတွက်ဒါပေမဲ့အဲ့ဒီ antibody တွေကအဲ့ဒီလူတွေကိုပဲအဲ့ဒီ အဲ့ဒီဒီပိုးပဲမဟုတ်ဘူးကျမတို့ရဲ့ own source လို့ခေါ်တဲ့ခန္ဓာကိုယ်ကြီးပါပြန်တိုက်တာအဲ့ဒီခါမှလည်းပဲယောဂပေါ်လာတတ်တယ်เนาะနောက်ထပ်ဘာလို့တွေမှာဖြစ်နိုင်သေးလဲဆိုလို့ရှိရင်တော့ဟော်မုန်းပေါ့เนาะဟော်မုန်းပြောင်းတယ်ယောက်ျားနဲ့မိန်းမဆိုလို့ရှိရင်အမျိုးသမီးမှာအမျိုးသားတွေထက်သုံးစားပိုပြီးဖြစ်နိုင်တဲ့အခွင့်အလမ်းပိုပြီးတော့များတယ်เนาะဒါလည်းဒီလိုမျိုးအချက်တွေကြောင့်မို့လို့ကျမတို့ကဒီတွေးလေးဖက်တာဆိုတာဖြစ်လာနိုင်တယ်အဲ့တော့တွေးလေးဖက်တာဖြစ်ရင်ဘယ်လိုလက္ခဏာတွေဖြစ်လဲဆိုတော့တစ်ခုလုံးရောက်တာ နော်ဆိုတော့ဒီကုလုံးရောင်းတာဒီကုလုံးရောင်းတော့အစစ်အမြစ်တွေပေါ့နော်ဒီလိုအစစ်အမြစ်တွေအကုန်လုံးရောင်းတယ်။ तू ကဘယ်လိုလဲဘယ်လိုအချိန်နေနာလဲဆိုတော့ तू က rest လုပ်တတ်တဲ့အချိန်ပေါ့နော်နားလိုက်တဲ့အချိန်ဆိုလို့ရှိရင် तू ကနားတယ်။အဲ့တော့ကျမတို့ကတညလုံးအိတ်လိုက်တယ်မနဲ့မိုးလင်းတယ်ဆိုလို့ရှိရင်အစစ်တွေကလက်စစ်တွေကတင်းပြီးတော့လေနေလို့မကောင်းတင်းလိုက်တာနောက်ပိုင်းကျအဲ့ဒီမျိုးသမီးတွေအလုပ်လုပ်ရင်းကိုင်နေတယ်ပဲတဖြည်းဖြည်းလက်ကလေးကတက်တာသွားတယ်။မနဲ့မိုးလင်းစမရဲ့လက်တွေရန်တင်းတာပဲဒီစကားမျိုးပြောရင်နော်။ အဲ့တော့အဲ့လိုလက္ခဏာလေးတွေရှိတယ်။နောက်ပိုင်းဆိုရင်တော့အရန်ဆိုးလာလို့ရှိရင် deformity လို့ခေါ်တယ်လက်ကလေးတွေကဒီလိုကောက်သွားတော့မှဖြစ်တယ်။တချို့တွေကဒီမှာကျတော့노ကျူးတွေအလုံးတွေတထောင်စစ်နာတွေမှာအဲ့ဒါမျိုးလေးဖြစ်တတ်တယ်။အဲ့လိုမျိုးဖြစ်ပြီးရင်လည်းအဲ့ဒီဖြစ်တဲ့အနာနေပြီးတော့အဲ့အလုံးတွေရပါတော့ပုတ်တိုက်မိပြီးတော့အနာတွေဖြစ်တာတော့မှလည်းဖြစ်တတ်တယ်။နောက်ပြီးတော့သူကတကူလုံးယောင်တာပေါ့ကွယ်။တကူလုံးယောင်တာဆိုတော့ဒီ အစုပ်မှာရှိတဲ့เนาะအစုပ်မှာရှိတဲ့အမေးပါလေးအုပ်ထားတယ်ဆိုတော့အဲ့ဒီမှာရောင်သွားနိုင်တယ်နှလုံးဆိုလဲနှလုံးမှာအုပ်ထားတဲ့အမေးပါလေးရောင်သွားပြီး pericarditis ဆိုပြီးတော့အမေးပါရောင်တာဖြစ်နိုင်တယ်အဆိုးဆုံးကဘာလဲဆိုတော့သူက vasculitis ဖြစ်တယ် vasculitis ဆိုတာဘာလဲဆိုတော့သွေးကြောလေးတွေရောင်တာเนาะအဲ့တော့သွေးကြောလေးတွေရောင်တဲ့အခါကျတော့အဲ့ဒီသွေးကြောလေးတွေရောင်သွားရင်ဘာဖြစ်လဲဆိုတော့ပြုံလေးတွေကျင်းသွားတယ် ဲ့တော့ဒီလောက်လောက်ကြီးတဲ့သွေးကြောကြီးသာဆိုရင်တော့အဲ့သွေးကြောလေးဒီလောက်လောက်လေးကျင်းသွားတာပြဿနာမရှိပေမယ့်ဒီလက်ဖျားချီဖျားတွေမှာရှိတဲ့သွေးကြောလေးတွေကတော့ဒီခန္ဓာကိုယ်မှာရှိတဲ့သွေးကြောရည်တဲ့စားလေးနည်းနည်းတော့သေးတာပေါ့ကွယ်သေးတဲ့အခါကျတော့အဲ့နေရာလေးတွေကျင်းပြီးပိတ်သွားတယ်ဆိုလို့ရှိရင်လက်ထိတ်တွေကပြာလာတာလို့ပုတ်သွားတာလို့ဖြစ်တတ်တယ်တချို့တွေမှာဆိုလို့ရှိရင်ထုံနာတွေကျင်းတာတွေဖြစ်တယ်ဒီမှာရှိနေတဲ့အာယုံကြောလေးတွေကိုတွားပြီးပြီးမိတယ်ဆိုရင်လည်းထုံနာတွေကျင်းတာတွေဖြစ်တတ်တယ်အဲ့တော့သွေးလေးပဲနာနဲ့ပတ်သက်တဲ့အကြောင်းကျွန်မနောက်ဗီဒီယိုတစ်ခုနဲ့ထပ်ပြီးရှင်းပြပါမယ်နော်